အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့6လပိုင်း15ရက်နေ့ဒီနေ့မှာပေါ့နော်ကျွန်တော်တို့ဂျပန်နိုင်ငံချီဘာခရိုင်နိုတာမြို့မှာပေါ့နော်မြန်မာနိုင်ငံသားအချင်းချင်းဓာတ်ထုံးမှုဖြစ်ပွားပြီးတော့တဦးတေဆုံးသွားခဲ့တယ်ပေါ့နော်ဖြစ်စဉ်ကတော့ကျွန်တော်တို့6လပိုင်း15ရက်နေ့မနက်အစောပိုင်းမှာပေါ့နော်ဂျပန်နိုင်ငံချီဘာခရိုင်နိုတာမြို့ဆိုတဲ့နိုတာဆိုတဲ့မြို့မှာပေါ့နော်အသက်20ဝန်းကျင်အမျိုးသားတဦးဓာတ်နဲ့အထုခံပြီးတော့တေဆုံးသွားပါတယ်တဲ့ ရဲရဲပြောကြားချက်ရတော့ဒေဆုံးတဲ့သူဟာသူ့ရဲ့တငယ်ချင်းနဲ့အတူအရက်အတူတူတောင်းရင်စကားများရာကနေအခုလိုဖြစ်သွားတာလို့သိရပါဗါတယ်တာကြောင့်ရဲရဲအသက်24နှစ်အရွယ်မြန်မာနိုင်ငံသားကိုထွန်းထွန်းဝင်းဆိုတဲ့သူကိုလူသတ်မှုနဲ့ဖမ်းဆီးလိုက်ပါတယ်စုံစမ်းစစ်ဆေးမှုတွေရတော့ကိုထွန်းထွန်းဝင်းဟာသူ့ရဲ့အိမ်မှာတငယ်ချင်းနဲ့အတူအရက်တောင်းနေတော့စကားများခဲ့ပြီးအပြင်မှာခိုက်ရန်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်ကိုထွန်းထွန်းဝင်းရတော့တဲ့ဒါနဲ့ထိုးတာကိုဝန်ခံခဲ့ပြီးမဲ့သူလူတက်ဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောပါတယ်တဲ့ ရဲတွေကတော့သူ့ကိုလူတက်မှုနဲ့ဆက်လက်စုံစမ်းနေတယ်လို့သိရတယ်ပေါ့နော်ကျွန်တော်တို့ခုရက်ပိုင်းနေမှာလည်းဂျပန်မှာကဟိုကျွန်တော်တို့မြန်မာတွေနဲ့ပတ်သက်တဲ့သတင်းတွေကလည်းမှုနေတာပဲပေါ့နော်ကျွန်တော်အရင်ရက်တည်းကလည်းဒီဂျပန်အမျိုးသမီးတူကိုလိမ်မိုင်းဆိုင်ရာနှောက်ချက်မှုနဲ့မြန်မာနိုင်ငံသားတယောက်ဖမ်းခံခဲ့ရတယ်ပေါ့နော်အဲခုလူတက်မှုဖြစ်စင်ပါလေဒီဖြစ်သွားတာတော့မြန်မာချင်းချင်းဖြစ်သွားတာဖြစ်သွားတဲ့အတွက်နည်းနည်းတော်သေးတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်ကဂျပန်နိုင်ငံသားတယောက်ကို တက်လိုက်မိတယ်ဆိုရင်တော့ဒီတဲ့ကဒီကျွန်တော်တို့ဂျပန်နိုင်ငံမှာလည်းတော်တော်ကူမှာပဲနာမည်ကြီးသွားမှာပေါ့နော်အဲအဲ့ဒီအပြင်ကျွန်တော်တို့မြန်မာတွေလည်းဘာပဲပြောပြောအလုပ်လုပ်ငန်းဝင်တွေမှာလည်းမျက်နှာငယ်ရမှာပေါ့နော်ဒီတဲ့နေထွက်လာခဲ့ရင်ပေါ့နော်ခုကတော့နည်းနည်းမြန်မာနိုင်ငံသားအချင်းချင်းဖြစ်သွားတယ်ဆိုတော့ဂျပန်နိုင်ငံသားနဲ့ဖြစ်တာဆိုင်နေနည်းခန္ဓာသေးတဲ့ဆိုပေမဲ့ဒီလိုတွေဖြစ်သွားတဲ့အရာတွေကတော့လုံးဝမကောင်းဘူးเนาะအခုဒေသွားတဲ့ညီလေးဆိုရင်လည်းအသက်20ဝန်းကျင်ပဲရှိသေးတယ်ဆိုတော့ တကယ်မှငငယ်လေးရှိသေးရပါတော့အဲ့ဒါကြောင့်မလို့အဲဒီဂျပန်ထိတောင်းမှာပဲရောက်လာခဲ့ရောက်လာခဲ့ကြပြီပဲဗောနော်ဒီတယောက်နဲ့တယောက်ဒီခံသိကလေးတော့ဒီလောက်ကလေးတော့ရှိတင်တာဗောနော်အဲ့ဒါကြောင့်မလို့ဟိုကိုဒီမှာရှိတဲ့ကိုဘေးကအပေါင်းနဲ့မိတ်ဆွေမှန်သမျှကိုဆွေမျိုးသားကိုဆွေမျိုးသားချင်းပဲလीเนาะအဲ့ဒါကြောင့်မလို့တူနဲ့တူတိခံကြပြီးတော့အဲအတူတူ ကျော်ဖြတ်ကြတာပို့ပြီးတော့အဆင်ပြေပါတယ်အခုကအခုမျိုးမျိုးတွေဖြစ်သွားတာအာတော့တကယ်ကိုမှပဲတော်တော်စိတ်မကောင်းစရာပေါ့နော်ဒီတည်ဆုံသွားတဲ့ညီလေးတို့လည်းတကယ်စိတ်မကောင်းဖြစ်မိပါတယ်အသက်20ငယ်ဆိုတော့ငငယ်လေးပဲရှိသေးတယ်မြန်မာနိုင်ငံမှာရှိရတဲ့မိဘတွေအနေနဲ့ဆိုလည်းတော်တော်ကိုမှပဲရင်ကျူးရမယ်ပေါ့နော်ဒီအသက်ကူမှ20ဆိုတော့ကူမှလူဖြစ်ရုံပဲရှိသေးတာဆိုတော့ဒါကြောင့်မလို့အားလုံးပဲတယောက်နဲ့တယောက်အဆင်ပြေချစ်ချစ်ခင်ခင်ဖြတ်သန်းနိုင်ကြပါစေ